လူမတိလူမတိနဲ့မြေမြုပ်ခံတာတွေမြေမြုပ်က6ဆက်ပြစ်ချခံရေးတဲ့မြောက်ခံတာတွေ PDF တွေမြောက်သားစွာအားကြီးရဲဆိုအားလုံးလက်တိမှာပါဗျာနော်အဲ့တော့ဦးစင်းတို့ကဒီတိုင်းရင်းသားလက်နက်ကန်အချမ်းဖက်တွေဆိုတဲ့ကောင်တွေကမမာတွေကိုအတုံးချယုံတက်တက်ပဲမမာ PDF တွေကိုအတုံးချောင်းတယ်တဘိုးရဲတမသွားတွေပဲဒီလိုတရားလုံးရဲ့ထောက်ခံမှုယုံကြည်မှုနဲ့ရှေ့ဆက်နေတဲ့ကျွန်တော်တို့တပ်ဖွဲ့ဝင်အားလုံးတွေလာမယ်လာပိုင်းဒီပိုင်းဟာအောင်ပွဲနေစီဖို့ကျွန်တော်တို့အမိတ်မတော်ဆက်လက်ကြီးတဲ့ကြားရအောင်ပါဖြစ်တယ်ဒီကြတာတော့ လူလူအောင်ပွဲဟာဒီကနေ့ဒီကနေ့ဖက်စစ်ကြဆုံးမှုဟာပုံမှန်ကြီးကပ်လာပြီ။ဟိုင်းချရမီဝပီတူညကိုမော်ရမာများအားလုံးမင်္ဂလာပါ news page channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါတယ်2025ခုနှစ် March လ28ရက်နေ့ကျွန်တော်နေ့လယ်ပိုင်းနဲ့ပေါ့နော်ညနေပိုင်းတော့နောက်ဆုံးရရှိထားတဲ့တလန်တရင်ကောင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်နဲ့အတူဗီဒီယိုကိုအစားဆုံးကြည့်ရှုပေးကြဖို့မြဝပီတူအားလုံးကိုဖိတ်ခေါ်လိုက်ပါတယ် ကျွန်တော်ခါတိုင်းလိုပဲဗီဒီယိုတွေမှာကြည့်ခင်မှာအယုံဆုံးနေတဲ့သတင်းတိုးလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးသတင်းတပိုးအနေနဲ့ကတော့နေပြည်တော်မှာယမန်နေ့ညပိုင်းဆေးပြတ်စစ်ကြောင်းကနေပြည်တော်မှာအရာရှိနဲ့တသားတွေချင်းချင်းခိုင်ရန်ဖြစ်ပွားခဲ့ပြီးတော့မှဒုဗိုလ်မှူးကြီးတဝောပေါဝင်စစ်သား78ဦးဒဏ်ရာရှိခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်မလ26ရက်နေ့ည10:00နာရီဝန်းကျင်ချိန်နေပြည်တော်မှာရှိတဲ့တဲခိုရီတုံးမှာတဲခိုနေကြတဲ့ဆေးပြတ်ခန်းနာချီတက်ကြမဲ့တပ်ဖွဲ့ဝင်တွေကြားခိုင်ရန်ဖြစ်ပွားခဲ့ပြီးတော့မှတဲခိုဆောင်အဆောင်3နဲ့အဆောင်4မှာရှိတဲ့ကျန်းစစ်သားစစ်ကြောင်းရဲ့အိတ်ဆောင်လိုက် ခရံဖြစ်ပွားခဲ့တယ်လို့သိရတာဖြစ်ပါတယ်။မနေ့ကညပိုင်းစကောင်းဆောင်ဝိုင်းနေပြီးတော့မှညစာစာပွဲကျင်းပခဲ့ပြီးတော့မှဆေးပြတ်ချီတက်ကြမဲ့စစ်သားတွေကိုလည်းစားတောက်ဝိုင်းတွေနဲ့ကျွေးမွေးခဲ့ပြီးတော့မှဆေးပြတ်ချီတက်ကြမဲ့စစ်သားတချို့ကအရစ်တေစာတောက်စားရရနေစကားများရံဖြစ်ခဲ့တာလို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်။အဲ့လိုမျိုးပေါ့နော်သူတို့ခရံဖြစ်ပွားမှုကနေပြီးတော့မှစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအုတ်ခဲနဲ့ဒုတ်တွေအုံပြုပြီးတော့မှပြစ်ခတ်ရဲနေကြတာကနေပြီးတော့မှစစ်သား15ဦးခန့် ခေါင်းခွက်တန်ရာနဲ့သွေးထစ်တန်ရုပ်တန်ရာတွေရရှိခဲ့ပြီးတော့မှစစ်သား၃ဦးဟာဆိုရင်အသက်အန္တရာယ်ဆုံးရင်တန်ရာတွေပေါဝင်စုစုပေါင်းအရာရှိနဲ့စစ်သား၁၈ဦးခန့်တိခိုက်တန်ရရှိခဲ့တယ်လို့သိရတာပဲဖြစ်ပါတယ်။ကောင်းပြီရောနော်။သူတို့ချင်းချင်းခုဆိုရင်ပြန်ကြိုက်ရတာပဲပြမဒီနေ့မှာသူတို့လုံးမဲ့ဒီ physics ခွေးတွေရဲ့ဆေးပြတဲ့အခါနာမှာဆိုရင်တော့ညနေပိုင်းမှာလုံးမယ်လို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်။မြောက်လိုက်နဲ့ဒီလိုမျိုးဆေးပြခါနာတွေစက်တိုက်လို့ဆောင်ဖို့ပေါ့နော်။စူးစမ်းနေပေမဲ့အောက်ရှင်မှာတော့ယိုယွင်းပစ္စည်းနေတယ်ဆိုတာကိုကျွန်တော်ခုဆိုရင်တွေးနေရတာပဲဖြစ်ပါတယ်။ နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ပြပရောက်လူငယ်တွေကိုစစ်မှုထမ်းခိုင်းဖို့ကိုစားမဲနဲ့ခိုင်းနေပြီးတော့မှမဲပေါက်သူပြပရောက်မြန်မာတွေအနေနဲ့မြန်မာနိုင်ငံကိုပြန်လည်စစ်မှုထမ်းစေရေးစီယုံနဲ့နေလန်းတွေကိုအုံပြုမယ်ဆိုပြီးတော့မှကျွတ်တည့်ရတာဖြစ်ပါတယ်။ငွေကြေးချင်းချောက်တောင်းတာတွေမှာတမာမှုတွေအရန်ဖြစ်လို့မြို့နယ်လုံးကျွတ်ရက်ွက်နဲ့ကျေးရွာလုံးကျွတ်မဲနိုင်ပြီးတော့မှမဲပေါက်သူကိုပဲစစ်မှုထမ်းဆင့်ခေါ်တဲ့စနစ်ကိုစတုံးနေပါတယ်။တကောင်စင်းကိုအခြေခံပြီးတော့2024ခုနှစ်ဒီဇင်ဘာလမှာတိုင်ပြီးအသက်16နှစ်ကနေအသက်35နှစ်အတွင်း မိတိလူငယ်အမျိုးသားမဆိုမဲနိုင်ခိုင်းပါတယ်ပြပရုပ်လူငယ်တွေအားလုံးဟာဆိုရင်လည်းမဲနဲ့ရိုက်မဲ့ဆင်းမှာပေါဝင်ပါတယ်ပြည်တွင်းမှာရှိတဲ့လူငယ်တွေဆိုရင်ကိုယ်တိုင်လာနိုင်ရမယ်မရှိရင်တော့မိဘဒါမှမဟုတ်ဆွေမျိုးတို့ကမဲလာနိုင်လို့ရတယ်အကယ်၍ဘယ်သူကမှမဲလာမနိုင်ဘူးဆိုရင်တက်ဆိုင်ရဲ့ရက်ွက်ကျေးပြာစစ်မှုထမ်းစင်ခွန်ရဲ့ဖွဲ့ဝင်တို့ကနေပြီးတော့မှမလာရောက်တဲ့သူအတွက်ကိုစားမဲနဲ့ပေးမှာဖြစ်ပါတယ်မဲပေါက်သွားရင်လည်းအင်ကိုအကြောင်းကြားမှာဖြစ်ပါတယ်ဆိုပြီးတော့မှမြို့နယ် စမုထန်ဆင့်ခေါ်ရဖွဲ့ဝင်တို့ကလည်းပြန်မပြောဆိုထားတာပါနော်ဆိုတော့ဒီကော်မတီကတော့အဆုံးစွန်တိဒီလိုမျိုးမ USM ပြီးတော့မှကျွန်တော်တို့ပြည်သူအားလုံးကိုစစ်ထက်အတင်းတွန်းဖို့စူးစမ်းနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ပြည်သူတွေနဲ့ကိုရဲရအနေနဲ့ပေါ့နော်ဒီတော်လိုက်မှာထက်ထက်ဝင်ပူပေါင်းပေါင်းရတော့မယ့်အချိန်ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့နေခင်ပိုင်းမှာပထမဆုံးအနေနဲ့ကြာမှာကတော့ဘူဂျီနေမျိုးစင်းအနေနဲ့ပြီးတော့မှဒီနေ့ Fixit တော်လိုင်းရေးနေပါပေါ့နော်ကျွန်တော်တို့ပြည်သူပြည်သားတွေနဲ့တော်လိုင်းရေးပေါ်တွေအတွက်ဒီခွားပေးစကားပြောဆိုထားတာပဲဖြစ်ပါတယ်ဘူဂျီနေမျိုးစင်ဘယ်လိုမျိုးတွေပြောထားလဲဆိုတာကျွန်တော်စာချေလိုက်ရအောင်နော် 这多年呢，你再有的拍摄多兰叶呢，我们第二片，泸州我哟。多兰叶的话，问阿老我吧。谁在看啊？这喏，刚才的苗，苗尾是包几码的？阿老，我老说要开开简单小村，避免新鲜的，像你话的，谁在？慢第一年度大连，有的，用机结果，实力感受，得都大连，这大,大业业的，远远的，又大飘没的。 ဥဆောင်သူတွေနောက်မှာပြက်ပြက်သားသားမမိတ်မတုံလိုက်နာလှုပ်ဆောင်တဲ့တပ်ဖွဲ့ဝင်တွေသားလင်းအချိန်မှာအောင်ပွဲစင်မှာဖြစ်တယ်။အမှန်နဲ့တရားပဲမှန်ကန်သောခေါင်းဆောင်မှုဖက်ဒီလိုတရားလုံးရဲ့ထောက်ခံမှုယုံကြည်မှုနဲ့ရှေ့ဆက်နေတဲ့ကျွန်တော်တပ်ဖွဲ့ဝင်အားလုံးအတွက်လာမယ်လာပိုင်းနှစ်ပိုင်းဟာအောင်ပွဲနေစီဖို့ကျွန်တော်တို့မမိတ်မတုံဆက်လက်ခြေတဲ့ကြရအောင်မှာဖြစ်တယ်။ဒီကြတာတော့လူလူအောင်ပွဲဟာနီးကပ်နေပြီဖြစ်လေဖက်စစ်ကြဆုံးမှုဟာ ပိုမိုနီးကပ်လာပြီဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့အားလုံးယုံကြည်စိတ်နဲ့တည်တည်ငြိမ်ငြိမ်နိုင်ငံရေးဦးဆောင်မှုမှန်မှန်ကန်ကန်နဲ့ကျွန်တော်တို့ပြည်ထောင်စုဖြစ်တည်မှုပေါ်မှာအကောင်းဆုံးသုံးသပ်ပြီးတိုင်းရင်းသားအားလုံးခေါင်းဆောင်အားလုံးနိုင်ငံသားအားလုံးလူသားအားလုံးကျွန်တော်တို့နိုင်ငံတွင်းမွေးဖွားခဲ့တဲ့လူတွေအားလုံးစည်းစည်းလုံးလုံးနဲ့တည်တည်ငြိမ်ငြိမ်သုံးဆောင်စာရှိတဲ့ဒေါ်လာရေးတာဝန် 地上一大问题，对，一多一些牛粪这里臭马屁，稀稀落落，特别大路稀稀落落，还有那路路二路稀稀落落，确实大家把白粥。还是也老少尼个多过，就那路二路稀稀落路的十来带皮也加白粥，对么快呗，拿出来的么几呗，接龙啊把皮开了，不是我阿口皮的开了，估计嘛阿姐米了，啥子皮，有苗族，还有那亲戚家的嘛，对过来钱阿连没不要呢。 那苗山的田，你拿过来几批？就那路阿罗，十来交片交完，走了，就那年呢，带庄稼买的。我说的嘛喂，年底那是拍摄的嘛，十来六六年摘的，就那年，咱们现在西部种的树呢，高呢一百五，西部是大梨树，是大红的有个，是大啥个，不要来吃的了。没有六年的老哈，没有十年的甜哈，哎对，没好果树了，没有地地裂呢，果里边个雷米了。 ယာဓုအာနာနေရငွေကြီးအခွင့်ရေးအတွက်မင်းတို့ဟာဖက်စစ်အာနာရှင်တွေတီအာနာတီတိုင်းအတွက်အသက်ပေးနေကြတဲ့စစ်ကြုံတွေဖြစ်နေကြတယ်ဟုတ်တယ်နော်ဒါမှပြည်သူမရှိဘူးမင်းတို့အခုကြွေးကြော်နေတဲ့ဟန်ပြရိုက်ကူးနေတဲ့မြောက်ပြည်တင်ဆက်တဲ့ဆိုတဲ့ထောက်ခံသူဆိုတဲ့လူတစုကြည့်လိုက်မှန်မှန်ကန်ကန်နဲ့မြင့်မြတ်တဲ့ညော်မြင်မှုတွေနဲ့ပြည်သူတွေမဟုတ်ဘူးကိုကျိုးစီပွားတစ်ခုအတွက်လိုင်းငန်းလေးကမစင်ရဘူးယောက်ျားယာတုကမဆုံးရဘူးရနေတဲ့လာစာရိတ်ခါလေးလည်းမဆုံးရှုံးရဘူး ငါတို့တတ်ဆိုတဲ့အတိုင်းဝိုင်းပြုပြသွားရင်ငါတို့တွေစားရမယ်တောင်းရမယ်ခွက်ပြောက်တဲ့ဘွားရောက်မှာမို့လို့စသဖြင့်တကူကြီးအကျိုးစီးပွားအတွက်ပဲထောက်ခံနေကြတဲ့လူတစုရဲ့ထောက်ခံမှုသာဖြစ်တယ် ဘူဂျီနေမျိုးစင်ရနေပြတော့ပါနော်ဒီနေ့ဖစ်ဆက်ဒေါ်လာရင်းနေမှာစကောင်စီတဖွဲ့ဝင်နေနဲ့ကျွန်တော်ပြည်သူတွေကြားထဲမှာကွဲပြားတဲ့အကြောင်းအရာတွေကိုပြောဆိုထားတာဖြစ်တယ်ပေါ့နော်နောက်ပြီးတော့မှဒီဒေါ်လာရင်းမှာဆိုရင်ကျွန်တော်ပြည်သူပြည်သားတွေနဲ့အောင်မြင်မှုအမှတ်ကြခင်မှာပဲရရှိတော့မှာမလို့ပေါ့နော်ကျွန်တော်အဆုံးစွန်တဲ့တဖွဲ့ဝင်တော်ဖို့ပြောဆိုထားတာဖြစ်ပြီးတော့မှသူနဲ့တပတ်စင်တဲ့ဆင်းတဲ့ပေါ့နော်စကောင်စီတဖွဲ့ဝင်စစ်ခွေးရရှိတွေလည်းသူကနေပြီးတော့မှဒေချလေးကိုတတိပေးဆုံးမထားတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပြည်သူတွေကနေပြီးတော့မှအခုလိုမျိုးအောင်ပန်းနေစင်နေတဲ့အချိန်မှာပေါ့နော်စစ်ကောင်စီတွေအလုပ်လုပ်ပေးနေကြတဲ့စစ်ကောင်စီရရှိတွေနဲ့ကျွန်တော်တို့တော်လိုင်းရဲဘော်တွေက ကနေပြတော့မှဖန်ဆင်းမိတဲ့အချိန်မှာပေါ့နော်ဘယ်လိုမျိုးအတန်တွေထွက်လာမလဲဆိုတာတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုတပုတ်နေနဲ့ငါပေါက်ကနေပြတော့မှတော်လံပြတော့တားတွေနဲ့ပေါ့နော် PDF တကိုဘလို့မျိုးအားချောင်းပြတော့မှပေါက်လို့ပဲစားတယ်ပြောထားလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်နော်စိတ်မကောင်းဘူးဒီလေ PDF တွေရဲ့သိစက်ခံတဲ့ဟာတွေကိုမြင်နေရတော့ PDF တွေဘလောင်တွေက PDF တွေကိုသိစက်ထားတယ် KI မှာ KI တွေက PDF တွေကိုသိစက်ထားတယ် KNU က PDF တွေကိုသိစက်ထားတယ်ဒါမှ PDF မှာလေးတွေမနိုင်ကျင်ခံတာလေး တော့ဘာခံရတာတွေဘာမှသာတွေ့နေရတာမြေမကောင်းမချားနေရတာတွေอ่ะเนาะအရင်အဲ့ဒါတွေကိုဒီသူတို့ပြေးပြေးခွက်ခေါက်ကလောင်းသားတွေပေါ့เนาะခွက်ခေါက်တွေကဒီထိုင်းနိုင်ငံကငစီလူဆိုတဲ့ကောင်နေဟိုးကအများကြီးပါအများကြီးပန်ဆယ်လောကတော့ AC ဖြစ်သွားပြီပန်ဆယ်လောကတော့ဘာဖြစ်ဖြစ်ညာဖြစ်ဖြစ်ဒေါ်လာရင်းပေါ်ကတ်ဒေါ်လာအမေရိကန်မင်းတူကတော့နားသွားပြီအမေရိကန်နိုင်ငံအနေထုတ်ခါတဲ့သူတို့ကအကြောင်းမရှိဘူး AC ဖြစ်သွားပြီသူကเนาะဒီဒီဖြစ်သွားပြီ။အာတီးရောက်နေတော့နော်ဒီငါပေါ်တော့နှုတ်ပိတ်နေကြတယ်နှုတ်ပိတ်နေကြတယ်ပြောရဲဘူးပြောရဲဘူးနော်ဒီဒီ PDF နှိမ့်ဆက်ခါရတဲ့ ဟာတွေကြည့်ပြီးသူတွေတယောက်မှမပြောရဲဘူးသူတို့တွေပြောရင်တောင်မှသူတို့တွေပါးပါးပဲဝေဖန်ရဲတာဗျဥသေတော်တဲ့လိုမျိုးတတ်မတော်ဝေဖန်တယ်လို့တတ်မတော်ဆော်ကားတယ်လို့ဥသေတော်ဆော်ကားတယ်သူတို့တွေမပြောရဲဘူးဗျာနော်ဒီတိုင်းထားလဲနေကြတာဒီကောင်ကအသေးကြောက်တာမပြောရဲဘူးနော်အသေးကြောက်တာအဲ့တော့ PDF ဒီနော်အဲ့တော့အတ္တိတရားရှိကြတော့လို့ပဲဦးစရာပြောနေတယ်အတ္တိတရားဒီချိန်မှမှအတ္တိတရားမရှိသေးဘူးတော့နားမရသေးဘူးဆိုရင်တော့ကိုယ်တိုင်နဲ့ကိုယ်ကံလို့ပဲပြောရတော့မှာပဲเนาะ ဒါမင်းတို့ကြည့်ကွာဒီအနေမှာဆိုလို့ရှိရင်နှိပ်ဆက်ခံရတာတွေမြင်ရတာမတူကဲစိတ်ချမ်းသာစရာပဲနှိပ်ဆက်ခံရတယ်နော်ဒူးနဲ့တုတ်ထားတယ်နောက်ပြကျတို့လည်းစောင့်ကန်တယ်မင်းတို့ဒါပီတရမင်းတို့ဘာလဲညာလဲဆိုဟုတ်လားပရိုက်ခံရတယ်ဒူးထောက်ပြီးမှဒါတွေကဒါတွေကခင်ဗျကြည့်နော်သူတို့ကဗီဒီယိုဖိုင်ရရရှိရိုက်မှနေတယ်မင်းတို့ဗမာပီတရတွေကိုဒါပဲကွာမင်းတို့ဗမာပီတရတွေငါတို့ကပလောင်တွေကဒါပဲဒလုံနှိပ်ဆက်တယ်ကွာဆိုတဲ့ပုံစံမျိုးအချိုးမျိုးကိုချိုးထားတာဗျာလူမတိတူမတိအတက်ခံရတာတွေအများကြီးပဲလူမတိတူမတိစော်ကားခံရတာတွေအများကြီးပဲလူမတိ လူမတိနဲ့မြေမြုပ်ခံတာတွေမိကျုပ်က6ဆက်ပြစ်ချခံရေးတဲ့မြောက်ခံတာတွေ PDF ဒီအမြောက်သားဆိုအများကြီးပဲဆိုတော့အလုံးလည်းတိမှာပါဗျာနော်အဲ့တော့ဦးစင်းတို့ကဒီတိုင်းရင်းသားလက်နက်ကန်အကျန်းဖက်တွေဆိုတဲ့ကောင်တွေကဗမာတွေကိုအတုံးချရုံတက်တယ်ပဲဗမာ PDF တွေကိုအတုံးချောင်းတယ်တဘိုးရဲဓမ္မနွားတွေပဲအဲ့ဒီခင်ဗျားတို့အေးအေးဆိုတဲ့ဟာလည်းအတုံးချတာအေးထွေးမြင့်နိုင်ရလည်းတဘိုးရဲဓမ္မနွားပဲသူကလည်းသူခင်ဗျားဗျာရခိုင်ကိုသူတို့တွေကိုကြိုးပြူတယ်ဆိုကိုစကားကိုမထားတော့မပေါ့ရခိုင်ကတို့တွေဘာလုပ်ပေးရလဲရခိုင်ကတို့တွေဘာကြိုးပြူပေးတယ်လဲ ဟုတ်ပြီဂွေမော်ကလည်းကြရရင်ကချင်ကိုအချိုးပြတယ်လေသူကရောကချင်အတွက်ဘာတွေလုပ်ပေးတယ်လဲကချင်တိုင်းရင်းသားတွေအတွက်ဘာတွေတိုးပြီးတော့ဘာတွေတိုးတက်အောင်လုပ်ပေးတယ်လဲကရင်ယူကလည်းဘာတွေလုပ်ပေးတယ်လဲကရင်နေဟုတ်လားအများကြီးပဲခင်ဗျเนาะအများကြီးပဲအများကြီးဒီငပေါ်တော့ပါနော်ကျတို့ပီတူတွေနဲ့ဒီအတိုင်းတားလဲနဲ့ခိုင်တဖို့နေကြတဲ့မှာစေဝန်ကောမှုတွေပြောင်းပြောဆိုနေတာကိုတွေ့ရတယ်ပေါ့နော်ဒီကောင်တွေကတော့ဆစ်ရှုံးပြီဆိုတာနဲ့အခုလိုမျိုး ပေါ်ပန်းလေးစားတွေပြောထားတာဖြစ်ပြမကျွန်တော်ပြည်သူတွေကြားထဲမှာအချင်းချင်းပင်ပြတော့မနော်စီလုံးမှုပြုတ်ခွဲအောင်ပြီးတော့မှကျွန်တော်ဒီတော်လိုင်းရဲ့အချိန်ရက်တန်တော့တို့အနေနဲ့နှီးမျိုးစုံနဲ့စ조사နေတာကိုတွေ့ရပဲဖြစ်ပါတယ်ဒီငပေါ့ပါဝင်ကျန်တဲ့စစ်တပ် lobby တွေကနေပြီးတော့ဘလော့ဘက် law နေပါစေကျွန်တော်ဘက်ကနေပြီးတော့မှပေါ့နော်အဆုံးစွန်ထိတော်လိုင်းတပ်တွေနဲ့ပူပေါင်းပြီးတော့မှတိုက်ခိုက်သွားမှာမလို့ဒီစခွေး lobby ဘောမှာတိုက်ခိုက်လို့ကျွန်တော်အနေနဲ့ဖန်စီရမိတဲ့အချိန်ကြတော့မှဒီကောင်တွေအခုလိုမျိုးအားချောင်းရမလားဆိုတော့ကျွန်တော်ဘက်ကနေပြီးတော့မှစောင့်ရှောက်သွားမှာပဲဖြစ်ပါတယ် နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဒီအပါသားတကောင်ကနေပြီးတော့မှာပဲ CDM ဝန်ထမ်းတွေနဲ့ပေါ့နော်ကျွန်တော်ဒီကွန်ဆင်းနိုမီတိရချင်းရဲ့အကြောင်းရင်းတွေကိုသူကနေပြီးတော့မှာပေါ်လိုဘက်စာတွေပြသတာဖြစ်ပါတယ်ဒီကောင်ဘယ်လိုမျိုးတွေပြောထားလဲဆိုတာကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော် CDM ဆရာဝန်တွေကိုလက်ခံတင့်မတင့်ဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်လိုက်တဲ့အချိန်မှာကျွန်တော်အတော်လေးဝမ်းသာပီတိဖြစ်ရပါတယ်ဘာလို့လဲဆိုတော့မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတွေဟာနိုင်ငံမှာဖြစ်ပေါ်နေတာတွေကိုသိရှိပြီးတော့အမှန်တကယ်နိုင်ငံချစ်စိတ်မျိုးချစ်စိတ်ဓာတ်နဲ့ပြင်းပြင်းထန်ထန် ကန့်ကွက်သွားတာကောမန်ပေါင်း1400ကျော်မှာ69ရာခိုင်နှုန်းကျော်သွားတွေ့ရပါတယ်။အဲ့အတွက်လဲကျွန်တော်ကိုပြစ်တင်ပြီးအားမလို့အများစိတ်နဲ့ဝေဖန်ကြတဲ့သူတွေပေါ်မှာစိတ်မဆိုးတဲ့အပြင်ပို့ပြီးတော့ပြည်သူလူထုကိုမျိုးချစ်စိတ်ဓာတ်ကိုတွေ့ရတဲ့အတွက်ဝမ်းသာပီတိဖြစ်ရပါတယ်။อืมအခုလက်ရှိလက်တလုံးမှာ fake news မဟုတ်မှမှသတင်းဖြန့်နေတဲ့ဒုက္ခလားစာတိုးတယ်ဆိုတဲ့စာလေးထွက်လာတာကိုသွားတွေ့ရပါတယ်။ အဲ့တော့လာလာတိုးခြင်းအားဖြင့်ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေတွေကိုလည်းပြည်သူအသံသဘောထားမှမှတ်ချက်တွေကိုသက်ဆိုင်ရာတွေသိရှိအောင်လို့ကွန်မန့်လေးတွေမှာဝေမန်စာလေးတွေပြောပြကြဖို့မြစ်တာရက်ခံပါတယ်ဝန်ထမ်းတွေလာလာတိုးပေးခဲ့မယ်ဆိုရင်လက်ရှိနိုင်ငံတော်ရဲ့ကွန်စင်းနှုံးနဲ့ကိုင်းညီမှုရှိသောလာစာနှုံတာတစ်ခုဖြစ်သွားမှာဖြစ်တဲ့အတွက်ဌာနဆိုင်ရာဝန်ထမ်းဤအတွက်တတ်တာချောင်ကြည့်ပြီးဝင်းဝေး အဆင်ပြေလောက်ကသွားမှာဖြစ်ပါတယ်ဒါကတော့ခေါင်းကျိုးဖြစ်ပါတယ်စိုးကျိုးအနေနဲ့ကတော့နိုင်ငံတော်လောက်ခလားစာတိုးလာတာနဲ့အမျှစီးပွားရေးလုပ်ငန်းရှင်တွေကလည်းနိုင်ငံတော်ရဲ့လောက်ခလားစာနဲ့တန်းတူညီမျှသောကုန်စည်နှုန်းကိုထပ်တက်ပြီးတော့ကုန်စည်နှုန်းတွေကြီးမြင့်လာမှာဖြစ်တဲ့အတွက်လောက်ခလားစာအနေနဲ့တိုးပေးလိုက်တာခေါင်းဆောင်ညာလဲတာမန်ပြည်သူတွေတာမန်ဝန်ထမ်းတွေလက္ခဏာစားတွေအတွက်မှာအများကြီးကုန်စည်နှုန်းဒုက္ခတွေ ငွေကြေးဖောင်းပွားမှုတွေနိုင်ငံမှာအများကြီးကြုံတွေ့လာရနိုင်ပါလေဒီကောင်ပြောပုံရတော့ပါနော်အခုဆိုရင် CRM ဆရာဝန်တွေကသူတို့ဒီသူတို့ရဲ့စိတ်ဆန္ဒနဲ့ပဲစကောင်စီတောင်ပြန်ပြတော့မလုပ်လို့ချင်တယ်ဆိုတဲ့ပုံစံမျိုးပြောဆိုထားတာပဲဖြစ်ပါတယ်ကျွန်တော်အရင်ကလည်းဒီဘောမတွေကနေပြတော့ပါနော် CRM ဆရာဝန်တွေကိုလက်မခံတင်းတော့ဘူးဆိုပြတော့မှအာချောင်ထားတော့တွေ့တာမလို့ဘယ်လိုမျိုးတွေစစ်လာမလဲဆိုတာဆောင်းချက်မှဖြစ်ပါတယ်တစ်ဖက်ကနေပြတော့မှမြောက်လိုင်းတို့အစုကနေပြတော့မှခုဆိုရင်ဒီကျွန်တော်တို့ပါနော်သူတို့လက်အောက်က ဝင်ထမ်းတွေကိုပြန်ပြီးတော့မှအလခတွေတိုးပေးမယ်ဆိုတဲ့ပုံစံမျိုးတွေတရင်ထွက်လာပြတဲ့နောက်ပိုင်းမှာအဲ့ဒါကိုပေါ့နော်မလိုလားတဲ့လူတွေလည်းကျွန်တော်တွေ့တာဖြစ်ပါတယ်ဆိုတော့မြောက်နိုင်တို့အစုအနေနဲ့ပေါ့နော်ဒီလိုမျိုးလောက်ခလားဆိုတော့မြင့်တင်ဖို့တဲ့ကုန်စင်းနှုန်းကိုရှော့ချနိုင်ဖို့ဒါအဓိကအားထားရမှာဖြစ်ပြီးတော့မှဒီကောင်တွေကတော့အဲ့လိုမျိုးတောင်းပါပါနော်စိတ်ကိုမရှိဘဲနဲ့တိုင်းပြည်ကိုဖြစ်လို့ဖြစ်စီနေပဲအစင်စင်လို့ဆောင်နေတယ်ဆိုတော့ကျွန်တော်ခုခရေအတွင်းနေရတာပဲဖြစ်ပါတယ်တော့အခုချိန်ဒီဘောမှဘောဆုပ်ပြီးတော့မှပါနော် လော်ပေးနေကြတဲ့အုပ်စုတွေကလည်းတကယ့်ကိုစုပ်ပင်းပဲဆိုတာကျွန်တော်ပြောလို့ရတာဖြစ်ပါတယ်။ဒီဘောမတွေရဲ့ပြောချက်ချင်းနဲ့ပတ်သက်ပြီးတော့မှမိဘပြည်သူတွေရဲ့အမြင်လေးတွေကိုလည်းခြားရေးပေးခဲ့ကြဖို့ကျွန်တော်တို့ကလည်းတောင်းဆိုပါတယ်။ဟုတ်ပြီကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောနေနေပါနော်။ဥကြောင်းနေပြီးတော့မှဟုတ်တော့လောကပဲလောလောကခါဖြစ်သွားတဲ့ဒီဖတိမအချင်းပေါင်းဆိုင်နဲ့ပတ်သက်ပြီးတော့မှဒီဆရာနာရှင်တွေရဲ့လို့ရကြောင်းအခုလိုမျိုးဖြစ်ရတဲ့ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ဒီချာလေးကိုမြေပပီတို့တွေတိကျအောင်ပြပြထားတဲ့ရလဲကျွန်တော်စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်အနာရှင်စစ်ခွေးနော် ောက်ချုပ်နေတဲ့ရန်တရားအောက်မှာရှိနေတဲ့နော်အနာပိုင်ရှိတဲ့မြတ်လူတွေကဒီကနေ့သိတယ်မင်းတို့ဓမ္မနဲ့အာဓမ္မဆိုတာလည်းမင်းတို့သိတယ်ဒါပေမဲ့တိတိကြီးနဲ့မင်းတို့မင်းတို့ရဲ့ရန်တရားအောက်မှာမင်းတို့ချိုးဖောက်နေတာနော်ပါလေစေဖို့ထိုးနေတဲ့လူတွေကမင်းတို့လိုင်းကြီးပေးထားလို့မင်းတို့အဲ့ဒါကိုအရေးမကြီးတာလားမတန်စီမနေနေနိုင်တာမင်းတို့ဘာကြောက်လဲလိုင်းကြီးပေးထားလို့လား ဒီကနေ့အဲ့ဒီဖက်ဒီမတ်သားများပေါင်းဆိုတာကမင်းတို့ကိုလိုင်းချင်းမပေးလို့လားသူကတမအာစီဝါချချနေမင်းတို့တောင်းခံတဲ့နော်သူကဈေးရောင်းနေဈေးရောင်းနေဆိုဈေးကောက်ပေးရမယ်ဆိုတာသူ့မှာအသိစိတ်ဆိုတာရှိရနော်အဲ့ဈေးကောက်တော့သူမပေးမဲ့မနေဘူးနော်သူကအာတမအာစီဝါဓမ္မချချနော်ဓမ္မချချသူကလှုပ်ရှားနေတာတမအာစီဝါနေအဲ့ဒါကိုမင်းတို့ကပိတ်ပင့်နေဆိုတော့ အဲ့ဒီဥပဒေကိုကိုကမင်းတို့ကိုယ်တိုင်ချိုးဖောက်တာဒါကြောင့်မို့ဒီကနေ့အာနာရှင်ဆိုတာအာဓမောရုပ်ရုပ်မမာနဲ့ဆောက်ကြိုက်ထားတာနော်ဒါကြောင့်မို့ဒီနေ့ဥတော်လည်းကြီးကဓမ္မနဲ့အာဓမခွဲခြားပြတယ်ဆိုတာနော်ဒီအကြောင်းအရာတစ်ခုလည်းမဟုတ်ပါဘူးဒီကနေ့အဲ့ဒီဒီလောက်တော့နော်သူ့အတူရိုးသားစွာနဲ့လောက်ကန်စားပေါက်နေတဲ့ဟာကိုဘာကြောင့်ဖြတ်လို့ရဖြတ်စီလှုပ်ချင်ကြရတာလဲ ိသားစုအတွက်သူဝမ်းစာရေးရှာတာပဲ။ဘာကြောင့်ဖြစ်စည်းချင်ကြရတာလဲ။အဲ့ဒါအာဓမ္မလူသားတွေရဲ့လောက်ထုံလောက်နေတယ်လား။ဟွန်း။ဂျာမန်ရေးနဲ့လည်းမညီညွတ်ဘူးဆိုရင်လည်းအစောကလေးအမင်းတို့တားဆီးရမယ်။တောင်းမင်းတို့မှရှိတယ်။နော်။ဘာကြောင့်ဒီလိုပြက်စီရပြက်စီကြောင်လောက်ချင်ရတာလဲလို့မင်းတို့မေးဖို့ထုတ်ချင်တယ်။ဟုတ်ပြီလား။အဲ့လိုင်းကြီးမပေးလို့လားမင်းတို့ဟမ်လိုင်းကြီးပေးပြီးဆိုတော့ဒေချရတာတမဟုတ်ချိုးဖောက်တယ်အာဓမလူသားတွေ အာဓမအာဓမလူသားတွေဓမ္မကိုချိုးပေါက်လာပြီနော်ဥပဒေမှာမင်းတို့ပြောတော့မျက်နှာမလိုက်ဘူးဆိုဥပဒေဆိုတာနော်အခု KB မှာဆက်တယ်အများကြီးမင်းတို့လိုင်းကြီးပေးပြီးတော့အလုပ်လုပ်စားတာဖာဖာဖာကန်းပွင့်လာတာအများကြီးမင်းတို့ကိုလိုင်းကြီးပေးပြီးလုပ်စားတာနှလုံးသုံးလုံးထိလောင်းအဲ့ဒီအလောင်းစားကိစ္စနဲ့ပတ်သက်ပြီးမင်းတို့လိုင်းကြီးပေးထားတာအများကြီးနော်ဘောလုံးပွဲလောင်းလာလား လမ်းကြီးပြေးထားတာမင်းတို့အများကြီးဘာလို့ကြတော့မင်းတို့ဟိုပြည်သူတွေเนาะထိခိုက်နစ်နာမဲ့အရာတွေကြတော့မင်းတို့ပပြအောင်မလုပ်နိုင်เนาะတကယ်ဒီမှာသမအာစီဝါကြကြရောင်းစားနေတဲ့လူတွေကြတော့မင်းတို့ဟိုနိုင်ရှင်တို့နိုင်နေကြတာတော့မင်းတို့ဥပဒေကိုမင်းတို့ချိုးဖောက်တာပဲဟာလားရှင်းပြီလားငါပြောတာသဘောပေါက်မယ်လို့ထင်တယ်เนาะဘူးကျော်ပြောတော့ရအရင်အောင်ပါတယ်เนาะကျွန်တော်တို့တေချော်လေး ကြည့်မယ်ဆိုရင်တော့နေဖတိမအချင်းပေါင်းဆိုင်မဲ့မိုဘယ်နဲ့တော့နော်ဂျန်နဲ့ဒီတမအားစီဝါနဲ့ကိုဝန်းဆောင်ရှာနေကြတဲ့ပြည်သူတွေရဲ့အကျိုးစီးပွားတွေကိုဒီစစ်တပ်ကိုထောက်ခံပါတယ်ဆိုတဲ့အုပ်စုတွေပြီးတော့မှပါနော်မနာလိုဝင်သူစိတ်များတဲ့လူတွေကလည်းပြီးတော့မှ ဖြစ်လို့ဖြစ်စီနဲ့တိုင်တန်းပြီးတော့မှသူတို့အချိုးစီးပွားတွေဖြစ်စီနေကြတော့ကျွန်တော်တွေ့တာဖြစ်တယ်ပေါ့နော်ဒီဖတီမာဆိုင်ဆိုရင်လည်း FDA ရဲ့စံနှုန်းတွေနဲ့မကိုက်ညီဘူးဆိုတဲ့ပုံစံမျိုးနဲ့ဒီစစ်ကောင်စီကိုထောက်ခံတဲ့အုပ်စုတွေကနေပြီးတော့မှပဲပေါ့နော်ဖြိုချသွားတာကိုကျွန်တော်တွေ့တာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပေါ့နော်ဒီလိုမျိုးကိုဝန်းဆောင်တေချာလေးကိုရှာဖွေပြီးတော့မှဓမ္မချာချာနဲ့လှုပ်ရှားနေကြတဲ့ပြည်သူတွေကိုကျွန်တော်စစ်ကောင်စီကနေပြီးတော့မှချိုးနှိမ်ထားတာဖြစ်ပြီးတော့မှကျွန်တော်ခုဆိုရင်ဒီလောင်းကစားဒူးစရိုက်ခိုင်းတွေနဲ့ပေါ့နော်ပူပေါင်းပြီးတော့မှလှုပ်ဆောင်နေကြတဲ့ဒီစစ်ကောင်စီကိုထောက်ခံပါတယ်ဆိုတော့အုပ်စုတွေကြတော့ကျွန်တော် ဒီမြို့အနှံ့မှာတွေးနေရတာကိုတွေးတာပဲဖြစ်ပါတယ်ဆိုတော့ဒါတွေကြောက်တော့တော့နော်ဒီစစ်ကောင်စီထောက်ကမ်းပါတယ်ဆိုတော့အอสတြေးလျနေမြို့တော့လုံးဝကိုအာမချောင်းဘန်းနဲ့ကျွန်တော်ဒီလိုမျိုးမြေပပီသူတွေရဲ့အကူအထားရတဲ့အอสတွေကိုကြောက်တော့သူတို့ကနေမြို့တော့စောကမောကနဲ့တိုက်ခိုက်ပြောဆိုနေကြတော့တွေးတာပဲဖြစ်ပါတယ်ဆိုတော့ဒီစစ်အာဏာရှင်စနစ်ကဘယ်လောက်ထိဆွဲရလဲဆိုတာကိုကျွန်တော်တို့လည်းတွေးရတာပြတော့ပါနော်ဒီတော်လည်းမှာအလုံးစုကပုံပြီးတော့မှတိုက်ထွေးရမယ့်အချိန်ပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ရမပင်ခိုင်တရင်က ဘူတာမဏိကနေပြတော့မှအညာရီတာကကျွန်တော်တို့ပြည်သူတွေကိုပေါ့နော်စီလိုညီရဖို့ပြောဆိုထားတာလည်းကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်ကြေးရတိုးတဲ့ဖို့ရရတိုးတဲ့ဖို့အတွက်လမ်းစဉ်ငါးခုဖြစ်ပါတယ်အဲ့ဒီငါးခုကိုတတ်နိုင်ဆုံးစူးစမ်းကြပါအထူးသဖြင့်ပြောခြင်းပါတယ်ခင်ဗျာဆရာတော်ပြောသလိုညီညွတ်မှုအရေးကြီးပါတယ် unity is power ဆိုတဲ့အင်္ဂလိပ်စကားလေးရှိတယ်ညီညွတ်ခြင်းဟာစွမ်းအားပဲတဲ့ unity is power ဲ့တော့ညီညွတ်လေးလေးရွာအတွက်အားရှိလေးလေးမြို့နယ်အတွက်အားရှိလေးလေးဖြစ်တယ်။ဒါကြောင့်ညီညွတ်အောင်ညီညွတ်တဲ့ညီညွတ်အောင်အားဖြစ်တဲ့ဖြစ်အောင်ကြိုးစားကြပါတရားရင်တယောက်ပြဿနာဖြစ်လို့ရှိရင်လည်းတတ်နိုင်ဆုံးခွင့်လွှတ်ပါဒိခံပါအရေးကြီးဆုံးအချက်ကဘာလဲဆိုရဲဘုရားဗလာရီဖြစ်တဲ့အတိုင်းလူတိုင်းလူတိုင်းရဲ့ရှင်ထဲမှာမေတ္တာစိတ်ရှိဘယ်ပြဿနာမဆိုဘူး ုန်လုံးဖြည့်ရှင်းလို့ရပါတယ်။ဒါကြောင့်မေတ္တာများများထားပြီးတော့တရားနဲ့တရားယတနာရှိခဲ့လို့ရှိရင်လည်းခွဲ့လို့နင့်နာခံပြီးတော့တိုင်းပြည်အကျိုးရရွာအကျိုးစတဲ့တဘူးကြိုးစားအားထုတ်နိုင်တဲ့ကြီးရသူကြီးရသားများကျောင်းတော်သူကျောင်းတော်သားများဖြစ်ကြပါစေလို့ဆုတောင်းရင်းနဲ့ဒီကုန်းချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခုဒီမှာကျတော့ကြားတဲ့အတိုင်းပဲပေါ့နော်။ဒီကဘူတမ်မလီကနေပြတော့မှကျတော့အညာဖီသူတွေပုံမှာ နေမြတ်တာကိုရှေ့ရှုပြီးတော့မှာပါနော်အချင်းချင်းစီလုံးတင်တယ်ဆိုတဲ့အကြောင်းပြောဆိုထားတာဖြစ်ပါတယ်ပြီးသူတွေသာမကကျွန်တော်တို့တော်လိုက်တဖောက်ဝင်တွေကြားထဲမှာလဲပါနော်ဒီလိုမျိုးစီလုံးကြီးကိုချင်းအားသာအဓိကဖြစ်တယ်ဆိုတော့တွေ့ရတာပြမကျွန်တော်တို့အခုဆိုရင်အောင်ဘော်တွေရရှိတဲ့ရဟန်းတို့များဆုံးကကျွန်တော်တို့စီလုံးကြီးကိုချင်းကိုချေခိုင်းတယ်ဆိုတော့အလုံးတည်ထားတာပဲဖြစ်ပါတယ်ဒီတော်လိုက်မှာကျွန်တော်တို့အနေနဲ့အနိုင်နဲ့ပိုင်းနိုင်ဖို့ဆိုရင်တဖက်တစုနဲ့တစုကြားထဲမှာစီလုံးကြီးကိုပြီးတော့မှာပါနော်အချင်းချင်းဖေးမရင်နဲ့ဒီတော်လိုက်ကိုရှေ့စစ်ဖို့လိုနေတာဖြစ်ပြမအဲ့လိုမျိုးလို့မှသာကျွန်တော်တို့ပြီးသူတွေဘက်ကနေပြီးတော့မှာလဲ ဝန်တာအားရစွာနဲ့ကိုတန်းနယ်ဘက်ကနေထုတ်ပို့စနစ်နဲ့ပဲဖြစ်ဖြစ်ပေါ့နော်။ရရနေနဲ့ပူပေါင်းပွန်ကြမယ်ဆိုတဲ့အကြောင်းပြောရတဲ့ကျွန်တော်ဒီနေ့နေခင်မတစ်ဖက်ဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြို့ပါဗီဒီယိုများလုံးစိတ်ချမ်းသာကိုယ်ချမ်းသာချင်တဲ့ပြေဆုံးပြတော့မှတာယာရဲ့ channel နေလေးပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုံးမကောင်းတောင်းပေးလိုက်ပါတယ်။